ယနေ့အော်တိုဝါလာ30ရက်နေ့ BBN ရဲ့ပြည်ရင်းပြပသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ TNL ကမိုးကုတ်မိုးမိတ်မျိုးနယ်တွေကဆုတ်ခွာပေးရမှာဖြစ်ပေမဲ့မိုးကုတ်မှာတော့မိုးကုတ်ပြူဟာနဲ့မိုးကုတ်ပကဖအဖွဲတွေကနေရာယူထားကြတဲ့သတင်းကိုသတင်းတောင်းနိုင်နိုင်မှာပေးပို့ထားပြီးဥထုံးမှတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။စစ်ကောင်စီတပ်နဲ့တောင်းတက် TNL တို့ဟာနှစ်ဖက်တပ်တွေရောက်ရှိနေတဲ့နေရာမှာတိုက်ပွဲတွေရနေကအပြန်အလှန်ပြစ်ခတ်ရဲစဲရေးတွေသဘောတူလက်မှတ်ရေးထိုးခဲ့ကြတယ်လို့ တောင်းတက်မတော် TNLA ကမနေ့ကအော်တိုဘာလ29ရက်နေ့မှာသတင်းထုတ်ပြန်ထားပါတယ်စစ်ကောင်စီတက်တဲ့တောင်းတက် TNLA တို့ဟာပြစ်ခတ်ရဲဆဲရေးသဘောတူညီချက်ကိုးချိန်မြောက်ဆွေးနွေးပွဲကိုတရုတ်နိုင်ငံကူမင်မြို့မှာ2025ခုနှစ်အော်တိုဘာလ29ရက်28ရက်နဲ့နှစ်ရက်တာပြုလုပ်ခဲ့တာဖြစ်ပြီးဆိုပါဆွေးနွေးပွဲမှာတောင်းတက် TNLA ကဒုတိယဗိုလ်ချုပ်ကြီးတာဂျုတ်ဂျာဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့နဲ့ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးဦးဆောင်တဲ့ NSPNC ကိုယ်စားလှယ်အဖွဲ့တို့ဟာတရုတ်နိုင်ငံထူးကိုယ်စားလှယ်မစ္စတာတိမ်ရှီကျွန်းရဲ့ဂျာဝင်ညှိနှံ့မှုနဲ့နှစ်ဖက်တပ်တွေအပြစ်ခတ်ရဲစဲရဲတွေသဘောတူလက်မှတ်ရေးထိုးခဲ့ကြတာဖြစ်တယ်လို့ TNL ကဆိုထားပါတယ်တရုတ်နိုင်ငံထူးကိုယ်စားလှယ်မစ္စတာတိမ်ရှီကျွန်းရဲ့ညှိနှိုင်းမှုကြောင့်စစ်တပ်နဲ့ TNL တို့ဟာနှစ်ဖက်အပြန်အလှန်ဆွေးနွေးညှိနှိုင်းမှုပြုလုပ်နိုင်ခဲ့ကြပြီးသဘောတူသတ်မှတ်ထားတဲ့ကာလအတွင်းမှာ မိုးကုန်းနဲ့မိုးမိန်မျိုးနယ်တို့ကတအောင်းတက်တည်နေလျာပြန်လည်ဆုတ်ခွာပေးရမှာဖြစ်ပြီးတောင်းဒေသကိုလည်းစစ်ကောင်စီတပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်တာထိုးစစ်စင်နာတွေမပြုတ်လို့ပဲ2025ခုနှစ်အောက်တိုဘာလ26ရက်နေ့ကစတင်ကနှစ်ဖက်တပ်တွေရောက်ရှိတဲ့နေရာမှာထိုးစစ်စင်ရက်တက်ကအပြန်အလှန်ပြစ်ခတ်ရစဲရဲတွေသဘောတူညီချက်လက်မှတ် ရေးထိုးကြတယ်လို့တည်နေလျာဆိုထားပါတယ်လက်ရှိမှာတော့တောင်းတက်တည်နေလျာသူတို့ထိန်းချုပ်ထားတဲ့မိုးကုန်းနဲ့မြို့နယ်တွေက စုတ်ခွာပေးရမှာဖြစ်ပေမဲ့လေမိုးကုတ်မျိုးနဲ့မှာတော့မိုးကုတ်ဗျူဟာနဲ့မိုးကုတ်ပကဖအဖွဲတွေဟာနေရယူထားကြစေဖြစ်တယ်လို့ရှမ်းမြောက်ကဒေသခံတို့က VPN ကိုပြောပါတယ်တောင်းတက် DNL နဲ့စစ်ကောင်စီတပ်တွေအပြစ်ခက်ရဲစဲတဲ့နေ့ကအော်တိုဘာလ29ရက်နေ့မှာပဲမိုးကုတ်ဗျူဟာ PD ရဲ့အဖွဲကတော်လန်အေခီးတလျှောက်ဘလုတ်ခက်ခဲတဲ့အချိုးအကွေးတွေနဲ့ကြုံရသည်ဖြစ်စေမိုးကုတ်ဗျူဟာနဲ့အတူ မိုးကုတ်အခြေပြုတော်လှန်ရေးအဖွဲ့တွေကရည်မှန်းချက်ဖြစ်တဲ့ Federal Democracy စနစ်ကိုမမိတ်မတုံမစုတ်တမ်းဆက်လက်ချီတက်ဖို့ရည်ရွယ်ထားတာဖြစ်ပြီးတော်လှန်ရေးအောင်မြင်တဲ့အထိဆက်လက်ချီတက်တိုက်ပွဲဝင်မယ်လို့ထုတ်ပြန်ထားပါတယ်။လာလူပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေး PDF အနေနဲ့လည်းသူတို့ရဲ့စစ်ရေးရည်မှန်းချက်ဖြစ်တဲ့ဆရာနာရှင်စနစ်အမြင့်ပြတ်ပြတ်သုံးရေးအတွက်ခြေမုံတိုက်ပွဲဝင်သွားမယ်လို့အောက်တိုဘာလ26ရက်နေ့ကထုတ်ပြန်ထားပါတယ်။ဒါပြင်မန္တလေး PD ရဲ့တပ်ဖွဲ့ကထိန်းချုပ်ထားတဲ့ ။စိုးမိုးနယ်မြေတွေကိုလည်းဆက်လက်ထိမ့်သိမ်းနိုင်ရေးအတွက်မိဖက်တော်လိုင်းအင်အားစုတွေနဲ့လက်တွဲကကိုစွမ်းညံသွန်းရှိသလောက်ဆက်လက်ဆောင်ရွက်သွားမယ့်အပြင်ဘလောက်ပဲခက်ခဲတွေရှိနေပါစေ။ဘုံကြီးမန်းကျွတ်ဖြစ်တဲ့ Federal Democracy ရရှိရေးနဲ့ဆေးအာဏာရှင်မြင့်ပြတ်ရေးကိုအတွက်ဥလဲမတုံဆက်လက်ပေါ်ဆောင်သွားမှာဖြစ်တယ်လို့လည်းဆိုပါတယ်။မိုးကုတ်မြို့ကိုတောင်းတဲ့ DNL ရဲ့ဥဆောင်မှုနဲ့တိမ့်ပိုက်ခဲ့တဲ့ချိန်မှာမန္တလေး PD ရဲ့မိုးကုတ် view ဟာ TI view ဟာစတဲ့ ဒေသတွင်းကတော်လိုင်းတပ်ဖွဲ့တွေကပူးပေါင်းပါဝင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြတာလည်းဖြစ်ပါတယ်စစ်ကောင်စီတပ်နဲ့တောင်းတက် TNL တို့အပြန်အလှန်ရစဲခြင်းအပေါ်ရှမ်းမြောက်ကဒေသခံတအူးပြောတာကလက်ရှိစစ်ကောင်စီဟာမိုးကုတ်ကြောင်မဲနဲ့နောင်ချိုမြို့ကိုရပ်သွားတာကြောင့်မိုင်းလုံးမိုင်းငေါ်မြို့နယ်တွေကဒေသခံတွေမှလည်းပိတ်မိနေတယ်လို့သိရပါတယ်လက်ရှိမိုးကုတ်မိုးမိတ်မြို့နယ်တွေကိုစစ်ကောင်စီတပ်ကထိန်းချုပ်တော့မှဖြစ်တာကြောင့်အဲဒီမြို့နယ်တွေကနိုင်ငံရေးသမားတွေ တက်ကြွလှုပ်ရှားသူတွေ CDN ဝန်ထမ်းတွေမှာလည်းလုံခြုံရေးအရစိုးရိမ်နေရတယ်လို့လည်းသိပါတယ်2023ခုနှစ်အောက်တိုဘာလ29ရက်နေ့ကစတင်ခဲ့တဲ့ကိုကန်တက် MMDA တအောင်းတက် DNL နဲ့ RX တက်တော် AA ညီနောင်မဟာမိတ်သုံးဘွဲ့ရဲ့တဆယ်နှစ်ခွန်စစ်စင်ရေးမှာ MMDA နဲ့ DNL တို့ဟာစစ်ကောင်စီတပ်နဲ့အပြစ်ခက်ရဲစဲသွားပြီးဖြစ်တာကြောင့်အရခတ်တက်တော့အေအေကတော့ຫນွေဦးတော်လိုင်းတက်ဖွဲ့တွေနဲ့တူဆက်လက်တိုက်ပွဲတွေမှာပေါ်ဆောင်နေစေဖြစ်ပါတယ် နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကြောင်မဲနဲ့တီဘောတို့ရှိတော်လရင်နဲ့ဆက်ဆက်သူများရဲ့ပိုင်ဆိုင်မှုတွေကိုဆော့ကားဆမစတင်ချိတ်ပိတ်တင်းစီတဲ့သတင်းကိုကိုမင်းတော်မှတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။စစ်ကောင်စီပြန်လည်ထိန်းချုပ်ထားတဲ့ကြောင်မဲနဲ့တီဘောမျိုးတို့မှာရှိတဲ့တော်လရင်နဲ့ဆက်ဆက်သူများရဲ့နေအိမ်ပိုင်ဆိုင်မှုတွေကိုစစ်တပ်ဘက်မှစတင်ချိတ်ပိတ်တင်းဆဲတာတွေဆောင်ရွက်နေတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာလနဲ့အောက်တိုဘာလတတိယပတ်အတွင်းစစ်တပ်ဘက်မှ TNN နဲ့ထိန်းချုပ်ထားတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကြောက်မဲမျိုးနဲ့တီဘောမျိုးတို့ကိုဇက်တိုက်ဆိုသလိုစစ်ကြောင်းထိုးကတိမ့်ပိုက်ခဲ့ပါတယ်။အဲ့ဒီလိုစစ်ကြောင်းထိုးတိမ့်ပိုက်ပြီးတဲ့နောက်ပြီးခဲ့တဲ့ဘက်ကစပြီးကြောက်မဲမျိုးရှိနိုင်ငံရေးတက်ကြွလှူရှားသူတွေတော်လိုင်းရေးအင်အားစုတွေနဲ့နှိဆက်ခဲ့သူတွေရဲ့နေအိမ်တွေစီးပွားရေးတွေကိုချိတ်ပိတ်သိမ်းဆဲတာတွေစတင်ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ဒီလိုပိုင်ဆိုင်မှုချိတ်ပိတ်တာနဲ့သိမ်းဆဲတာတွေပြုလုပ်ရမှာတော်လိုင်းရေးအင်အားစုတွေရဲ့အမှန်တကယ်နှိဆက်သူတွေရဲ့နေအိမ်ပိုင်ဆိုင်မှုတွေပါသလို့ စစ်တပ်ထောက်တိုင်တွေရဲ့တိုင်ကြားမှုကြောင့်နိုင်ငံကြီးနဲ့မဆိုင်တဲ့ရပ်သားပြည်သူအချို့ရဲ့နေအိမ်တွေလည်းတိမ်းဆဲခံရတာတွေရှိနေတယ်လို့ဒေသခံသတင်းရင်းမြစ်တို့က BBM ကို ပြောပါတယ်။ဒါ့အပြင်မကနိုင်ငံကြီးနဲ့ဆက်ဆက်သူအချို့ကိုလည်းဒီရက်ထဲအတွင်းမှာတင်စစ်တပ်ဘက်မှဖမ်းဆီးမှုတွေစတင်ပြုလုပ်နေပြီး2015ရွေးကောက်ပွဲမှာ NLD ပါတီကနေဝင်ပြိုင်ခဲ့တဲ့ကြောက်မဲမနေကိုလမိုးစုသူအပါနိုင်ငံကြီးတမအချို့ဖမ်းဆီးခံရတာတွေရှိတယ်လို့လည်း ဆိုပါသတင်းရင်းမြစ်မှဆက်ပြောပါရယ်။ဒါအပြင်ယခုအောက်တိုဘာလတတိယပတ်လောက်မှာစတင်ကစစ်တပ်ကပြန်လည်သိမ်းပိုက်ခဲ့တဲ့တီဘောမြို့တွင်းထဲမှာလဲကြောက်မဲကဲ့သို့အလားတူဖမ်းဆီးမှုတွေကိုယခုရက်ပိုင်းအတွင်းမှာစတင်ပြုလုပ်လာနေပြီလို့သိရပါရယ်။ဒီလိုတီဘောမြို့ကိုပါချိတ်ပိတ်သိမ်းဆဲတာတွေနဲ့ဖမ်းဆီးရတွေပြုလုပ်နေတဲ့အတွက်မြို့ပေါ်ရှိတော်လန်ရေးနဲ့ဆက်ဆက်သူများနိုင်ငံရေးသမားတွေဟာလူမျိုးရနေရာတွေကိုရှောင်တိန်ထွက်ပြေးနေရတယ်လို့သိရပါရယ်။ စကောင်စီအနေနဲ့ပြီးခဲ့တဲ့ဇူလိုင်လကနောင်ချိုကိုပြန်လဲသိမ်းပိုက်ရရှိစဉ်ကလည်းတော်လန်ရင်းနဲ့ဆက်ဆက်နေရဆိုတဲ့အကြောင်းပြချက်ဖြစ်နေအိမ်ဆယ်ကနန်းကြီးထက်မနည်းကိုချိတ်ပိတ်သိမ်းဆဲရပြီးပြုတ်လောက်ခဲ့ဘူးတလို့စစ်ဆောင်ရမှာပြန်လာသူချို့ကိုလည်းဖမ်းဆီးမှုတွေပြုတ်လောက်ခဲ့တယ်လို့သိရပါဗျ။နောက်ထပ် သတင်းတစ်ပုဒ်အနေနဲ့ မွန်ပြည်နယ်ကြိုင်မြောမြို့နယ်ခြောက်နှခွကျေးရွာကိုထိန်းချုပ်ထားတဲ့စစ်ကောင်စီတပ်တွေဟာဒေသခံတွေနေရပြန်လာကြဖို့အတင်းကျပ်ဖိအားပေးနေတယ်လို့ဒေသခံတွေကပြောပါတယ်။စစ်ကောင်စီဟာကျေးရွာမှာရှိနေတဲ့သူတွေနဲ့အနီးဘက်ဝန်းကျင်ကျေးရွာမှာတဆင့်ရွာကန်တွေကိုပြန်လာကြဖို့ကိုလိုက်လည်ပြောဆိုခဲ့တာပါ။နေရပြန်လာတဲ့သူတွေကိုမှတ်ပုံတင်အိမ်နောက်စုစည်းရင်းတွေကိုတိုက်ဆိုင်ဆစ်ဆေးပြီးမှကျေးရွာတွေကိုဝင်ရောက်နေထိုင်ခွင့်ပြုတယ်လို့ဆိုပါတယ်။ ကျေးရွာရောက်ရှိလာတဲ့အချိန်မှလည်းနေအင်းတွင်းမှာမပေါက်ကွဲသေးတဲ့လက်နက်ကြီးလက်နက်ငယ်အကျဉ်းချန်တွေနဲ့မြေမြုံမိုင်းတွေကိုလည်းတွေ့ရှိခဲ့တယ်လို့နောက်ထပ်ဒေသခံတအူးကပြောပါတယ်။နေရပြန်ရောက်လာချိန်မှာနေအင်းဖောက်ထွင်းခံရတာနဲ့မိရှုဖြစ်စည်းခံထားရတဲ့နေအင်းရာနဲ့ရှင်ရှိနေပြီးပြန်လည်ထူထောင်ဖို့အကူအညီတွေလိုအပ်နေတယ်လို့ဆိုပါတယ်။အင်ကျေတထောင်ခန့်ရှိပြီးလူဦးရေ9000ကျော်ရှိတဲ့ချောင်းနှခွကျေးရွာဒေသခံပြည်သူအလုံးကြီးပါဟာနေရဲစွန့်ခွာထွက်ပြေးတိတ်ဆောင်နေရပါတယ်။ ်ပြီးခဲ့တဲ့2023ခုနှစ်နိုဝင်ဘာလမှာဆောင်းနှခကျေးရွာအနေမြေရဲစခန်းနဲ့အတရံတရာလုံချုံရိတ်ဂိတ်ကိုတော်လရေးပူပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက်စစ်ကောင်စီကတာလိုရင်အားနဲ့ပြန်လည်တိုက်ခိုက်ခဲ့ရာဒီဇင်ဘာလကုန်ပိုင်းမှာ6နှစ်ခွကြေးရွာကိုပြန်လည်ထိန်းချုပ်နိုင်ခဲ့ပါတယ်။အဲ့ဒီတိုက်ပွဲနဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့်6နှစ်ခွဒေသခံတွေတိမ်းရှောင်ခဲ့ရပြီး2024ခုနှစ်နှစ်လပိုင်းမှာဒေသခံတွေနေရပြန်လာကြဖို့စစ်တပ်ကဖိအားပေးခဲ့ပါသေးတယ်။ လက်ရှိစစ်ကောင်စီဟာကရင်နယ်ခြားဆောင်အကူအညီယူကပြီးခဲ့တဲ့စက်တင်ဘာလကုန်ပိုင်းမှာကြိုင်မယောချောင်းနှကွာဖရဲသုံးစုသွားလမ်းပိုင်းအချို့ကိုပြန်လည်ထိန်းချုပ်ထားပြီးနေရာအချို့မှာဂိတ်ချတပ်ဆွဲထားတယ်လို့သိရပါဗျ။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့နိုင်ငံတကာသတင်းကိုကိုရစ်ချက်မှတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ဂါဇာမှာအစ္စရေးရဲ့တိုက်ခိုက်မှုတွေကြောင့်ပါလက်စတိုင်းအနည်းဆုံး104ယောက်သေဆုံးခဲ့တယ်လို့ဟာမတ်စ်ဦးဆောင်တဲ့ကျန်းမာရေးဝန်ကြီးဌာနကအော်တိုဘလာ28ရဲ့အင်ကာနေကပြောကြားခဲ့ပါတယ်။ အစ္စရေးစစ်တပ်ကအမေရိကန်ဂျာဝင်ဆီးဆက်ပေးတဲ့ပစ်ခတ်ရစဲရေးသဘောတူညီချက်ကိုဟာမတ်စ်ကချိုးဖောက်မှုတွေပေါ်တုံ့ပြန်တဲ့အနေနဲ့အကြမ်းဖက်ပစ်မှတ်တွေနဲ့အကြမ်းဖက်တမားများစွာကိုတိုက်ခိုက်ခဲ့တယ်လို့ပြောကြားခဲ့ပါတယ်။အစ္စရေးကာကွယ်ဝင်ကြီးကဟာမတ်စ်တို့ဟာဂါဇာမှာရှိတဲ့အစ္စရေးစစ်သားတယောက်ထိဆုံးခဲ့တဲ့တိုက်ခိုက်မှုနဲ့ထိဆုံးသူတစားကုန်ရဲ့ရုပ်လောင်းတွေကိုပြန်လည်ပေးအပ်ရမှာစီကံချက်တွေကိုချိုးဖောက်ခဲ့တယ်လို့ဟာမတ်စ်တို့ကိုဆက်ဆွဲခဲ့ပါတယ်။ ဟာမတ်စ်တို့ကသူတို့ဟာအဆိုပါတိုက်ခိုက်မှုနဲ့ဆက်ဆက်မှုမရှိကြောင်းနဲ့အစ္စရေးကသာသဘောတူညီချက်ကိုပြတ်ပြားစေဖို့ကြိုးစားနေတယ်လို့ပြန်လည်ပြောကြားခဲ့ပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကဘာမှမထိခိုက်နိုင်ဘူးလို့အခိုင်အမာပြောဆိုခဲ့ပေမဲ့အစ္စရေးစစ်သားတွေကိုပြစ်မှတ်ထားတဲ့အခါပြန်လည်တိုက်ခိုက်တင်တယ်လို့ပြောကြားခဲ့ပါတယ်။အစ္စရေးရဲ့တိုက်ခိုက်မှုတွေဟာဂါဇာမြောက်ပိုင်းရှိဂါဇာမြို့နဲ့ဘိတ်လာဟီယာအလယ်ပိုင်းရှိဘူရိုက်နယူစီရက်နဲ့တောင်ပိုင်းရှိကန်ယူနစ်မြို့တို့ရှိ အိမ်တွေကျောင်းတွေနဲ့လူနေရပ်ကွက်တွေကိုထိမှန်ခဲ့ပါတယ်။ဂါဇာမြို့ကမျက်မြင်သက်တွေကတော့ပောက်ကွဲမှုတွေကြောင့်လူနေရပ်ကွက်များစွာတုံသွားချိန်မှာမိတောင်းနဲ့မိကိုငွေတွေလေထဲကိုမြင့်တက်လာတာကိုမြင်တွေ့ခဲ့ရတယ်လို့ပြောပြခဲ့ပါတယ်။ဂါဇာကျမ်းမာရေးဝန်ကြီးဌာနကစုစုပေါင်းလူ104ယောက်သေဆုံးခဲ့ပြီးတော့ကလေး46ယောက်နဲ့အမျိုးသမီး20ယောက်ပါဝင် အခြားအယောက်250ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ပြောကြားခဲ့ပါတယ်။ဟာမက်စ်ဦးဆောင်တဲ့ အရက်ဖက်ကာကွယ်ရေးအေဂျင်စီရဲ့အဆိုအရဂါဇာမြို့တောင်ပိုင်းဆာဘရာရက်ကွက်မှာရှိတဲ့အယ်ဘန်နာမိသားစုနေရဲ့အပြက်စီးတွေကအမျိုးသမီး၃ယောက်နဲ့မျိုးသား၁ယောက်ဆွဲထုတ်ခဲ့ရတယ်လို့သိရပါတယ်။ယနေ့အော်တိုဝါလာ30ရဲ့နေ့ BBN ရဲ့ပြည်ရင်းပြည်ပသတင်းများကိုတင်ဆက်ပေးသွားတာပဲဖြစ်ပါတယ်။ကျွန်မကတော့တင်သိမ့်ပါ